အင်ဒရာဇောစင်နဲ့လုံဝအကျဉ်းစရိုက်ခြင်းမတူတဲ့တမောင်မြင်အကြောင်းကိုဖွင့်ချပြလိုက်တဲ့ဖြုံးဝေစုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြလဲကြိုဆိုလိုက်ပါတယ် အင်ဒရာဂျော်ဇင်းရဲ့သက်မွန်မြင်စွာကမတူညီတဲ့အချင်းစီရဲ့တစ်ခုကိုပြောလာတာကတော့တရုတ်ဆောင်မင်းသားဖြိုးငွေဆိုပါသက်မွန်မြင်တဲ့အင်ဒရာဂျော်ဇင်းကမြမယုတ်ရှင်လောကရဲ့ရွှေခေတ်တစ်ခုမှထိတ်တန်းမင်းသမီးနှစ်လက်ဖြစ်ပါတယ်။ပရိသတ်တွေကြားမှာတောင်မှ team UE နဲ့ team သက်မွန်ဆိုပြီးတော့အသင်းနဲ့ခွဲခဲ့ရတဲ့အထီးပါပဲ။ရုပ်ရှင်ထဲမှာသူတို့ရဲ့တရုတ်ဆောင်မှုတွေကိုကျမတို့အားလုံးကမြင်တွေ့ပြီးသားပါ။ဒါပေမဲ့ရိုက်ကွင်းပေါ်ကသူတို့ရဲ့တကယ်ပုံစံအစ်စ်တွေကရောဘယ်လိုရှိမလဲ။ ဒီလေဝချက်ကိုသူတို့နှစ်ယောက်လုံးနဲ့အနုပညာခရီးလမ်းကိုအတူတူရှောက်လန်းခဲ့တဲ့မင်းသားကြီးဖြိုးငွေဆိုကအခုလိုပဲဖွင့်ချလာခဲ့ပါတယ်။ဖြိုးငွေဆိုရဲ့ပြောစကားအရဆိုရင်ဒီမင်းသမီးနှစ်ယောက်ရဲ့အကျဉ်းစီရိုက်နဲ့ရက်ကွင်းပေါ်ကပုံစံဟာရွေးနေမိလို့ကြွားချတယ်လို့ဆိုပါတယ်။ ထမဆုံးအနေနဲ့မတ်ဥဝေလိုချစ်စနိုးခေါ်ကြတဲ့အင်ဒရာကျော်စင်မှာမတ်ဥဝေဟာရက်ကွင်းပေါ်မှာလည်းပြိသက်တွေမြင်တွေ့နေရတဲ့သူ့ရဲ့ခွင်းပုံရဲ့အတိုင်းမှာပဲသူ့မှာဘယ်သူမှမငင်းနိုင်တဲ့ဩဇာအာဏာနဲ့လေးစားမှုတွေရှိနေရပါဝါရင်မင်းသားတယောက်ဖြစ်တဲ့ဖြိုးငွေဆိုးကိုယ်တိုင်တောင်မတ်ဥရဲ့ကို အမလိုရိုသေးလေးစားစွာနဲ့ခေါ်ဝေါ်ရပြီးတော့အလုံးလုံးတဲ့အခါမှာအလေးနဲ့ထားဆက်ဆံရတယ်လို့ဆိုပါရယ်။ဒါဟာမာနာကြီးတာမျိုးမဟုတ်ပဲသူရဲ့ professionalism အနုပညာပေါ်မှာထားတဲ့စိတ်နှိမ့်မှုနဲ့တည်ကြည်တဲ့အနေထိုင်တွေကြောင့်ပတ်ဝန်းကျင်ကအလုံးလုံးနေရင်းနဲ့သူမပေါ်မှာရိုသေးကန်းဆိုင်စေချင်တာမျိုးဖြစ်ပါရယ်။သူရှိမှဆိုရင်အားလုံးကအလုပ်ကိုပို့ပြီးတော့အာရုံစိုက်ကြပြီးတော့ရန်ကွင်းတစ်ခုလုံးကိုသူကထိန်းချုပ်ထားနိုင်စွမ်းရှိရယ်လို့ပြောရမှာပါ။ တက်မွန်မြင့်ကတော့မဟုတ်ဝင်တဲ့လုံဝါကိုတစားစီပါပဲ။ဂျုံငေစိုးကတက်မွန်မြင့်နဲ့အလုပ်လုပ်ရတဲ့အခါမှာဖီအောင်မရှိဘဲနဲ့တငယ်ချင်းအရင်တယောက်လိုပေါင်းသိမ်းလို့ရတယ်လို့ဆိုပါရယ်။တက်မွန်မြင့်ဟာရက်ခွင်းပေါ်မှာအမြဲတမ်းစားနောက်ပြီးတော့ပျော့ပျော့ပါးပါးနေတတ်တယ်။တခါတလေမျက်နှာပြောင်းပြီးတော့အားလုံးကိုလိုက်စားတတ်တဲ့အထိပေါ်ပါဖော်ယူတဲ့သူတယောက်ပါ။သူရဲ့ဒီလိုပွင့်လင်းတဲ့စိတ်ဓာတ်နဲ့ဘသူမဆိုအတန်းစားမခွဲကြဘဲဆက်ဆံတတ်တဲ့အကျင့်တွေကြောင့်လုံဖို့ကိုင်းပတ်တိုင်းကသူနဲ့အလုပ်လုပ်ရတာကိုပျော်ရွှင်ကြပြီးတော့မိသားစုဝင်တယောက်လိုချစ်ခင်ကြတယ်လို့ဖြုံးငွေစိုးကပြောပြခဲ့ပါရယ်။ ီနေရာမှာဖြုံးဝေဆိုကဘသူကတာတယ်ဘသူကပူကောင်းတယ်လို့ပြောနေရတော့မဟုတ်ပါဘူးတမောမြင့်တဲ့အင်ဒရာကျော်စင်ကမြမယုတ်ရှင်လောကရဲ့ရွှေခေတ်တစ်ခုမှာထိတ်တန်းမင်းသမီးနှစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကြားမှာတောင်မှ team ဥဝဲနဲ့ team တမောဆိုပြီးတော့အသင်းနေခွဲခဲ့ရတဲ့အခြေပါပဲသူမတို့နှစ်ယောက်လုံးဟာမတူညီတဲ့ကိုယ်ပိုင်ဟန်မတူညီတဲ့ချင်းကပ်မှုတွေနဲ့အနုပညာထိတ်ဆုံးနေရာကိုရောက်ရှိလာကြတဲ့ထူးချွန်တဲ့အနုပညာရှင်တွေဖြစ်ကြောင်းကိုပရိသတ်တွေကိုခြားပြလိုက်တာပါ အင်ဒရာကျော်စင်ကတည်ကြည်ခံရတဲ့ဧကရီဘယင်မတပားလို့အားလုံးရဲ့လေးစားမှုတွေကိုခံယူပြီးတော့အောင်မြင်မှုကိုတည်ဆောက်ခဲ့တာပါ။တမမြင်ကတော့ပွင့်လင်းဖို့ရွေတဲ့ပြည်သူအချစ်တော်တယောက်လို့အားလုံးရဲ့ချစ်ချင်းမေတ္တာတွေကိုရယူပြီးတော့အောင်မြင်မှုပန်းနိုင်ကိုစုခူးနိုင်ခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့အလှည့်ပါပဲ။ဒီလိုမတူညီတဲ့ personality နှစ်မျိုးမှာဘလို့ပုံစံကိုပို့ပြီးတော့သဘောချမိပါသလဲ။ကိုယ့်ရဲ့လုပ်ငန်းခွင်မှာမဟုတ်ဝဲလို့အားလုံးကလေးစားရတဲ့ခေါင်းဆောင်မျိုးကိုလိုချင်လောက်ဒါမှမဟုတ်တမမြင်လို့အားလုံးနဲ့တငယ်ချင်းလို့ရင် င်းနီးနီးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လုံဖော်ကန်ဘတ်မျိုးကိုလိုချင်လားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်